ကျွန်တော်တို့တနေ့တနေ့ line နေတုံးရတာလဲတနေ့တနေ့မြင်ရတွေ့ရတာတွေစင်မကောင်းစရာတွေရဲ့เนาะလုံးမြသမင်းငယ်လေးခစ္စပါเนาะကျွန်တော်တို့ one နဲ့လို့မပြီးသေးဘူးဗျာเนาะစင်မကောင်းလို့မပြီးသေးဘူးအခုเนาะခလေးလေးပုတူလေးရဲ့ခစ္စပေါ်လာပြီเนาะခလေးလေးရဲ့တဲ့အဖေကနေပြီးတော့တရားစွဲလို့အခုဆိုသတင်းစာရှင်းလင်းပွဲလို့ပုံတန်မျိုးနဲ့ပေါ့ဗျာเนาะမီဒီယာလေးရှင်းမှာပုတူလေးရဲ့ရှင်းရတယ်တဲ့ညီလေးရဲ့เนาะမင်းကိုပုတူလေး ကူညီခဲ့တာတွေရှိပါတယ်ဗောနော်အဲကျေးဇူးတရားတွေကိုထောက်ထားလို့ကျေးဇူးတရားကိုတည်တတ်တဲ့သူဆိုရင်အဲ့ဒီအလုံးမျိုးမလောက်ပါဘူးကွာနော်လူဆိုတာကနော်ကျွန်တော်ကျေးဇူးကိုမဆက်နိုင်နေကြီးမဆွရအောင်ကြီးလေနော်မင်းပြောတဲ့စကားကိုအကိုတို့လည်းသိတယ်ခလေးကိုသိနေစနဲ့ပြေးမယ်တဲ့မင်းကအခုပြောတယ်ဗောနော်ရောင်းတာမဟုတ်ဘူးပေးတာလို့ဘလို့ပဲဖြစ်ဖြစ်မင်းအဲ3030ကိုပေးတာပဲဖြစ်ဖြစ်ရောင်းတာပဲဖြစ်ဖြစ်ပေးခဲ့ရင် မင်းယူမှာပဲမလားလို့နော်ဘလို့ပဲဖြစ်အတိတ်ပဲကတော့ဒါပါပဲညီလေးမင်းပတ်ဆက်လိုချင်လို့လုတ်တယ်ဆိုတဲ့အတိတ်ပဲကထင်ရှားနေတာပဲလေညီလေးနော်ဟိုဒါမဲ့ကွာအဲ့ဓာတွေကိုတော့မပြောချင်ဘူးညီလေးဒါမဲ့မင်းကျေးဇူးတရားကိုနားမလဲပဲနဲ့ပုတူလေးအပုတ်ချလိုက်တဲ့အခါမှာခုသူ့ရဲ့ဘဝလေးသူလုံနေရတဲ့အခက်အလုတ်ကန်လေးတွေမှာတောင်းတမှုလေးတွေဖြစ်တာပေါ့ပုတုဆိုတာကပရိုက်တာလောက်တဲ့အဖွဲ့တွေရှိတယ်။ဘိုးအင်းတို့ရှိတယ်။နော်ကျွန်တော်တို့ပြီးတဲ့ခါမှလိုင်းသားကိုကြီးတို့ရှိတယ်။နော်အဲ ကွန်မင်းသူတို့ရှိတယ်အပြောရမယ်ဆိုရင်အင်းစိန်ကိုကြီးတို့ရှိတယ်အဲ့ဒီသူထဲမှာကုတူလေးကိုကြည့်ပါနော်ကုတူလေးကအရန်တိမ်ငယ်လွန်ပါတယ်နော်သူ့ရဲ့ရိုးသားမှုကြောင့်သာသူတယောက်တည်းတကိုယ်ရေးဆွတ်ဆောင်မှုနဲ့ပရိဟိတအလုပ်လေးတွေလုပ်လိုက်တာပေါ့လုပ်နေရတာပေါ့ဒီရဲ့ကိုမင်းပြောလိုက်တဲ့စကားတခွန်းကြောင့်ကိုတိုင်းတီတီတီပေါ့ပါဟိုကုတူလေးကိုမုန်းတဲ့လူရှိတယ်ချစ်တဲ့လူတွေပေါ်ပေါက်လာခဲ့ပြီနော်အဲ့ဒီအတွက်ကုတူလေးကပဲစကားကိုဘလောင်မလဲပြောတာလားဆိုတဲ့စကားတွေလည်းထွက်ပေါ်လာတဲ့ဒီလေးရဲ့နော်အဲကြောင့်မို့လို့ကျေးဇူးတရားဆိုတာကျေးဇူးမတင်ခြင်းနေ ကြည့်မဆွရအောင်ကြီးလေးရဲ့เนาะမင်းရဲ့မျက်နှာမင်းပြောတဲ့ဆိုတဲ့စကားကိုကြည့်ကြရအောင်เนาะအခုတို့လည်းခံမှန်းလို့ရတယ်မင်းဟာဘလို့ဖခင်မျိုးလဲဆိုတာကိုလူတိုင်းသိတယ်ကြီးလေးเนาะကိုယ့်ရဲ့သားသမီးတယောက်ကွာသိန်း30နဲ့မင်းပြောတဲ့ရောင်းတာမဟုတ်ပါဘူးပြေးမယ်ဆိုတဲ့မင်းဖခင်တယောက်ရဲ့မေတ္တာတရားเนาะမိသားစုပေါ်မှာထားတဲ့တာဝန်မင်းဘာမှမယုံနိုင်ဘူးဆိုတာကို တိတာလွန်နေကြီးလေနော်အကိုတို့ဆိုရင်သားသမီးတွေရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့သားသမီးတွေစားဝတ်နေရအတွက်အကိုတို့ဘဝကိုအကိုတို့ပိတ်ဆက်ပေးတာကိုယ့်ရဲ့သားသမီးကိုတမယကိုပေးဖို့မပြောနဲ့ကွာတမယကမျက်စောင်းလေးထိုးတာတော့အကြည့်မခံနိုင်လို့ကိုတို့ရဲ့ဘဝကိုရင်းနှီးပေးတာနော်သားသမီးလေးတွေအတွက်ဆိုရင်ကိုတို့အသက်ကိုတော့ပေးဖို့ဝန်မလေးဘူး ကိုမိသားစုအစဉ်ပြေရေးအတွက်ကိုမိသားစုစိတ်ချမ်းသာဖို့အတွက်ကိုမိသားစုရဲ့စားဝတ်နေရေးအတွက်ဆိုဘလို့အလုပ်ကိုပဲလုပ်ပါလို့ပါကိုတို့မရှိဘူးမင်းကိုတို့တဲ့အများကြီးငယ်တယ်ပြောရမယ်ဆိုရင်နော်ကိုတို့တဲ့တန်းမာသေးတယ်နော်ဒီကနေပဲကိုသားသမီးလေးကိုပေးမယ်သိနေစဲနေဆိုတော့မင်းမို့လို့ပြောရတယ်ကွာမင်းရဲ့အဲ့ဒီပြောတဲ့ထွက်တဲ့စကားကိုကြည့်တယ်မင်းစရိုက်ကိုကိုတို့ကတီးပြီးသားနော်ဒါကြောင့်မို့ပုတူလေးအပြည့်မမြင်ပါနဲ့အားလုံးလည်းအပြည့်မမြင်ပါနဲ့ပြောချင်ပါတယ်ခင်ဗျာ